အားလုံးပဲမင်္ဂလာပါများကောင်းဆက်သတင်းထလာမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုပိုင်းကတော့ရေကောက်ပွဲနဲ့ပတ်သက်ပြီးဖင်ရရမယ့်အချိန်မဟုပြောဆိုလာတဲ့မင်းအုံဆွေရုပ်သံဖန်လေးကိုပြန်လဲမျှဝေပေးလိုက်ပါရခင်ဗျာဒရမဲဆိုဟာရေကောက်ပွဲနဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေသလဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးတာတော့တက်ဝေပန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းဆက်သတင်းထလာမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ရိုင်းရင်ရိုင်းနေပါလိမ့်မယ်လိုအပ်လို့စကလုံးကြမ်းကြမ်းလေးတွေထည့်ပြီးတော့ပြောရတာပါဒီဇင်ဘာလထဲမှာရွေးကောက်ပွဲပြုလုပ်ပါတော့အဲ့ဒီရွေးကောက်ပွဲပြုလုပ်ဖို့အတွက်အစိုးရအနေနဲ့ကြိုးစားလာခဲ့ရတာလွယ်ကူလာတာတော့မဟုတ်ပါဘူးပြင်ပန်းတကြီးခက်ခက်ခဲခဲစွန့်စွန့်ဆာဆာအတက်တွေတွေးတွေခန္ဓာတွေဘဝတွေ အများကြီးပိတ်ဆက်ပြီးတော့မှတိဆောက်လာခဲ့ရတာကြိုးစားလာခဲ့ရတာလွယ်လွင့်တကူပြုတ်လုခွင့်ရတဲ့ရွေးကောက်ပွဲမဟုတ်ပါဘူးဒါကြောင့်မို့ရွေးကောက်ပွဲနဲ့ပတ်သက်ရင်အမချောင်မိဖို့လိုပါလေရဲစခန်းတွေအချုပ်တွေထောင်တွေရောက်ခဲ့တဲ့သူတွေကတော့ကြားဘူးပါလေဖင်ရတဲ့မှုကအမကမရဘူးဆိုတဲ့စကားပါလက်ရှိအချိန်ကာလဟာနိုင်ငံရေးနဲ့ပတ်သက်ပြီး ဖင်ရားရမယ်အချိန်ကာလမဟုတ်ပါဘူးအထူးသဖြင့်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဖင်ရားရမယ်အချိန်နိုင်ငံရေးအသာဖြစ်ရမယ်အချိန်ရွေးကောက်ပွဲကိုခုတုံးလှုပ်ပြီးအတန်ရှင်းရှာရမယ်အချိန်မဟုတ်ပါဘူးကိုတိုင်းပြည်နဲ့ကိုလူမျိုးကိုတကယ်ချစ်တယ်ဆိုရင်ဒီဇင်ဘာလထဲမှာကျင်းပတော့မယ်ရွေးကောက်ပွဲကိုလက်ခံရပါလိမ့်မယ်ပူပေါင်းပါဝင်ပေးရပါလိမ့်မယ်မြန်မာပြည်မှာဖြစ်နေတဲ့ လက်ရှိအခင်းချင်းတွေအားလုံးအပေါင်းဘက်ကိုပြောင်းသွားဖို့ဆိုတာဟာရွေးကောက်ပွဲလမ်းကြောင်းကနေပြစ်င့်ပဲသွားလို့ရမှာပြောင်းလို့ရမှာဒီတွေကိုတိုင်းပြည်ကိုလူမျိုးအပေါ်မှာအကျိုးဖြစ်ထွန်းလာစေမဲ့အပေါင်းဖြစ်ပေါ်လာစေမဲ့ရွေးကောက်ပွဲကိုမြန်မာပြည်ကိုချစ်တဲ့မြန်မာနိုင်ငံသားမှန်ရင်ကြိုဆိုရမှာပါပူပေါင်းပါဝင်ပေးရမှာအဲ့ဒီလိုမျိုးပူပေါင်းပါဝင်ခြင်းမရှိပဲ ရွေးကောက်ပွဲအပေါ်မှာအပြစ်မြင်နေမယ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပူပေါင်းပါဝင်ပေးနေကြတဲ့သူတွေအပေါ်မှာအပြစ်ဖွင့်မယ်အပြစ်တင်မယ် attention ရှာမယ်ဖင်ရားကြမယ်ဆိုရင်ကိုမိုက်ပြစ်နဲ့ကိုတွားကြပါလိမ့်မယ်ဒီစကားကိုကျွန်တော်ပြောတယ်ဆိုတာအားလုံးကိုကောင်းစေခြင်းနဲ့ဆန္ဒနဲ့ပါတိုင်းပြည်တစ်ခုရဲ့ရွေးကောက်ပွဲဆိုတာဟာအစိုးရတရက်ထဲနဲ့ ဆိုင်တာမဟုတ်ပါဘူးမြန်မာတက်မတော်အဖွဲ့အစည်းတစ်ခုတည်းနဲ့ပတ်သက်တာမဟုတ်ပါဘူးမြန်မာပြည်အတွင်းမှာမိတင်းနေထိုင်ကြတဲ့နိုင်ငံသားအားလုံး ਨੇ တိုက်ရိုက်ပတ်သက်နေအထူးသဖြင့်ဒီမိုကရေစီနိုင်ငံဒစ်စီကိုရောက်အောင်တွားကျင်ကြရတယ်ဆိုရင်မြန်မာပြည်ရဲ့နိုင်ငံရေးမှာမြန်မာတက်မတော်ရဲ့ပါဝင်မှုကိုလက်မခံကျင်ရဘူးဆိုရင်ဒီဇင်ဘာလမှာကျင်းပမယ်ရွေးကောက်ပွဲကိုမဖြစ်မနေပူပေါင်းပေးဖို့လိုအပ်ပါတယ် ပါဝင်ပေးဖို့လိုအပ်ပါတယ်။အရေးကြီးဆုံးအချက်ကတော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဖင်မရရဘူးအပြစ်မတင်ကြဘူးရွေးကောက်ပွဲပျက်စီးရပျက်စီးကြောင်းမပြောမိကြဘူးမရေးမိကြဘူးလိုအပ်ပါတယ်။ဘာကြောင့်လဲဆိုရင်ဒီအချိန်မှာရွေးကောက်ပွဲကာလမိကလာပြီးမှုရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဘယ်လိုအခြေအနေမျိုးကိုမှအပြတ်တဘောကိုဆောင်တဲ့ဘယ်လိုအခြေအနေမျိုးကိုမှ လက်သင်ခံမှာမဟုတ်ပါဘူး။တိုင်းပြည်ကိုတကယ်ချစ်တယ်။ကိုတိုင်းပြည်ကိုလူမျိုးအပေါ်မှာစေတနာရှိတယ်ဆိုရင်ကျွန်တော်ထပ်ပြောပါရွေးကောက်ပွဲကိုပူပေါင်းပါဝင်ပံ့ပိုးပေးကြပါကျွန်တော်မေးလို့ဆိုပါကျွန်တော်ဒီနေ့ပြောကြမယ်ရုပ်တံပေါ့နော်ဗီဒီယိုဖိုင်မှာတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာရောကဘာမှာရောဟိုးလေးတကြွကြွဖြစ်နေတဲ့ နာမည်ဆိုးနဲ့ကြော်ကြားတဲ့ရွှေကုကုမြိုင်ဒေသအကြောင်းပဲဖြစ်ပါတယ်။ရွှေကုကုမြိုင်ဒေသကတော့ကျွန်တော်မြန်မာနိုင်ငံပိုင်တဲ့နယ်မြေကရင်ပြည်နယ်မြောက်ရီမြို့အနီးပေါ့မြန်မာထိုင်းနယ်စပ်မြန်မာပိုင်တဲ့နယ်မြေတောင်ရင်မြစ်ကမ်းမှာတည်ရှိရပေါ့ဒီနေ့ရွှေကုကုမြိုင်ဒေသကိုထိန်းချုပ်ထားတာတော့ ကျွန်တော်ဘက်ပြောင်းမနိုင်ငံတော်နိုင်ငံသားတွေဘောကိုတစ္ဆာဖောက်တယ်တက်မလို့တစ္ဆာဖောက်ပြီးတော့နိုင်ငံရေးအလဲပြောင်းမှာကျွန်တော်ဘက်ပြောင်းသွားတဲ့အချမ်းဖက် KNL လက်နက်ကိုင်ခေါင်းဆောင်ကိုစောချစ်သူတရှိတော့ထိန်းချုပ်ထားတယ်ဗောအဲ့ဒီဒေသတွေမှာဘာတွေဖြစ်နေလဲဆိုတော့ရှုကုမြိုင်ဒေသမှာလောက်ကိုင်းရနေပြီးတော့ကျွန်တော်တို့ထွက်ပြေးတင်းရှောင်လာတဲ့ ြားဖြန့်ဂိုင်းနေကျွန်တော်တို့နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုင်းနေကျွန်တော်တို့လူမောင်ဟိုဂိုင်းနေပေါ့နော်အွန်လိုင်းလောင်းကစားဂိုင်းနေပေါ့အဲ့ဂိုင်းနေရလေရွှေကုန်းမြို့ကိုမြိုင်ဒေသကိုအင်အားအလုံးကြီးနဲ့ဝင်ရောက်လာတယ်လို့ကျွန်တော်ယနေ့ကေကေဘက်ကနေပြီးတော့ကျွန်တော်ထပ်ပြေးတိမ်းချောင်သွားတဲ့ကျွန်တော်ကကပြောတဲ့ဂိုင်းနေပေါ့ အဲ့ခိုင်းနေရတယ်ကျွန်တော်ရွှေကိုမြိုင်ဒေတာကိုအလုံးရင်းနဲ့ဝင်ရောက်နေတယ်ပေါ့ကိုစောချက်တီဝါကျွန်တော်တို့ဘီဂျီရဲ့အဖွဲ့ကိုဖွဲ့စည်းပြီးတော့နေသားဆောင်တက်ပေါ့အသွင်နဲ့ကျွန်တော်တို့ပရိုက်ဒလုပ်ငန်းတွေကိုဘန်းပြပြီးတော့ကျွန်တော်နိုင်ငံတော်နဲ့နိုင်ငံသားတွေတက်မလို့အမျိုးမျိုးပေါ့ကျွန်တော်တို့လိန်လေလှည့်ပြပြီးတော့ဒီနေ့2021နိုင်ငံရေးအပြောင်းအလဲမှာတော့ ပေါ်ပေါ်တင်းတင်းကိုနိုင်ငံတော်နဲ့နိုင်ငံသားတွေရောတက်မတော်ရောကျွန်တော်သစ္စာဖောက်ပြီးတော့ပပြောင်းပြီးတော့သူ့ရဲ့အကျိုးစီးပွားအတွက်ကျွန်တော် KN KN လေးဆိုတဲ့ကျွန်တော် KN National Army ပေါ့အချမ်းဖက်လက်နက်ကိုင်ဖွဲ့ဦးပပြောင်းဖွဲ့စည်းလိုက်တယ်ပေါ့။ဒါကြောင့်ကျွန်တော်ကိုစောချစ်သူရဲ့ KN လေးပေါ့နော်အဖွဲ့ဦးအချမ်းဖက်လက်နက်ကိုင်ဖွဲ့လို့ပြောရလဲဆိုတော့ကိုစောချစ်သူ ထိန်းချုပ်ထားပါတယ်ဆိုရဲရွှေကုတ်ကုံမြိုင်ဒေသမှာရှိတဲ့လုပ်ငန်းတွေကိုရောက်ဖူးရင်ပြီးကြမယ်ရောက်ဖူးရင်ပြီးကြမယ်ကိုစုံစုံတူနေတူပေါင်းပြီးတော့လုပ်နေတဲ့ရထကုမ္ပဏီပေါ့အဲ့ရဲ့အောက်မှာပေါ့ကျွန်တော်တို့ကမ္ဘာနိုင်ငံအသီးသီးကနိုင်ငံလူနိုင်ငံသားတွေရဲ့ယူသားစွာရှာဖွေထားတဲ့ငွေကြေးတွေမြန်မာနိုင်ငံလူနိုင်ငံသားတွေရဲ့ ရိုးသားစွာရှာဖွေထားတဲ့ငွေကြေးတွေကိုတရားမဝင်နီလန်းပေါင်းစုံအသုံးပြုပြီးတော့လိန်လေလှက်ပြားနေတဲ့ကြားပြန်ခိုင်းနေအများဆုံးရှိရာဒေသဖြစ်တယ်လို့ကျွန်တော်တို့နိုင်ငံဖြတ်ကျော်ရာဇဝတ်ခိုင်းနေတီရှိရာအရက်လည်းဖြစ်တယ်ဒီလိုပဲကျွန်တော်တို့လူမဟုတ်ခိုင်းနေအွန်လိုင်းလောင်းကစားခိုင်းနေအကြီးအကျယ်ရှိတဲ့နေရာလည်းဖြစ်တယ်လို့ကျွန်တော်နိုင်ငံအရေးမှာရှိတဲ့လူငယ်လူရယ်တွေ ကမ္ဘာနိုင်ငံအသီးသီးအမှရှိတဲ့လူငယ်လူရွယ်တွေကိုနီလန်ပေါင်းစုံအတုံးပြု မလုံးပေါင်းများစွာပေးပြီးတော့လိန်လေလှဲ့ပြားခေါ်ယူပြီးတော့အတင်းအဓမ္မခိုင်းစင်နေတဲ့နေရာလေးဖြစ်တယ်။ဒါကြောင့်ကျွန်တော်အနေနဲ့ရွှေကိုကိုမြိုင်ဒေသကိုအချင်းချင်းရောက်ခဲ့ဘူးပါတယ်။ကိုစောချစ်သူနဲ့လည်းနှစ်ချိန်တိုင်တိုင်တွေ့ဆုံခဲ့ဘူးပါတယ်။ကိုစောချစ်သူနဲ့ကျွန်တော်လည်းတွေ့ဆုံခဲ့တဲ့ဓာတ်ပုံကိုလည်းကျွန်တော် online ဆာမျက်နှာပေါ်မှာတင်ထားပါတယ်။ဒီနေ့ချိန်မှာတော့ နိုင်ငံတော်လုံခြုံရေးနဲ့အင်ဂျင်နီယာကော်မရှင်အနေနဲ့ပေါ့နော်ကျွန်တော်မြန်မာတပ်မတော်ကြီးအနေဖြင့်ကျွန်တော်မြန်မာပိုင်နဲ့နေမြေပြင်းပြင်းနဲ့မြောက်ရီအမျိုးအနီးမြန်မာယူရီယာကျွန်တော်နေဆက်ပေါ့မြန်မာထိုင်းနေဆက်ပေါ့နော်မြန်မာထိုင်းနေဆက်ကျွန်တော်မြန်မာပိုင်နဲ့နေမြေကျွန်တော်ဒီတောင်ရင်ပြကမ်းပါမှာရှိတဲ့ရှကုကိုမြန်ဒေသကိုမြန်မာတပ်မတော်ကြီးနေမြေဝင်ရောက်ပြီးတော့နေမြေရှင်းလင်းမှုတွေလုပ်ပြီးတော့ မြန်မာမအောင်ကမ္ဘာမအောင်ကျွန်တော်နာမည်ဆိုးနဲ့ကြော်ကြားနေတဲ့ကိုစောချစ်သူရထိုက်ကုမ္ပဏီဒီလိုပဲပါဝင်ပတ်သက်သူအားလုံးကိုဥပဒေနဲ့အညီရေးယူဆောင်ရွက်မှာဖြစ်တယ်လို့ကိုစောချစ်သူရထိုက်ကုမ္ပဏီနဲ့အဲ့ဒီသားမှာရှိတဲ့ကျွန်တော်ကမ္ဘာကျော်ကြားဖြန့်ဂိုင်းနေကျွန်တော်ကျွန်တော်နိုင်ငံဖက်ကျော်ရာဇွေဂိုင်းနေလူမောင်ခိုဂိုင်းနေအွန်လိုင်းနောက်ကစားပါတော့ဂိုင်းတွေကိုကျွန်တော် ယနေ့ချိန်ဒီရက်တီလူအရောက်အောင်ကျွန်တော်ဘက်ကနေပြီးတော့အကာအွယ်ပေးနေတဲ့ဖယဲသီးလောက်ကောင်တွေကိုလည်းဥပဒေနဲ့ညီထီထီရောက်ရောက်အေးအေးဆောင်ရွက်ဖို့အတွက်ယနေ့နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်စာရေးကော်မရှင်အစိုးရအဖွဲ့ကြီးကိုကျွန်တော်မင်းသားကြီးအနေနဲ့ထောက်ထားပြည့်ပြည့်စုံစုံနဲ့တင်ပြထားပါတယ်ကျွန်တော်ရဲ့ယနေ့ပြောကြတဲ့ရုပ်တံဖိုင်လေးမှာတော့ဒီလောက်နဲ့ပဲကျွန်တော်ကြောက်ကြရင်လည်းဒီကုန်းချလိုက်ပါတယ်